ဒီဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်ဒီပန်းတပိတ်ရဲ့အပြင်ကျွန်တော်တို့ဒီအင်ဂျီအပြာလှုပ်ရှားမှုတွေမှာပါဝင်ဖို့ဆိုပြီးတော့ဒီပြည်ပမှာရှိနေတဲ့အကြံဖတ်အုပ်စုတွေကလှုပ်ဆောင်နေတာတွေ့ရပါတယ်အဲ့တော့အကြံဖတ်သမားတွေကတော့လှုပ်ဆောင်နေတယ်ပြည်ပမှာရှိတဲ့အကြံဖတ်သမားတွေလှုပ်ဆောင်သူတွေကကျွန်တော်ပြည်ပြည်တွင်းမှာရှိနေတာမဟုတ်ဘူးပြည်ပမှာရောက်နေတယ်ပြည်ပမှာရှိနေတဲ့အကြံဖတ်သမားတွေလှုပ်ဆောင်တယ်ပန်းတပိတ်ရဲ့အင်ဂျီအပြာတပိတ်တနည်းပြောရင်အင်ဂျီအပြာဝတ်ဖို့ပေါ့ဗျာလှုပ်ဆောင်ကြတယ်အဲ့ဒီလှုပ်ရှားမှုတွေမှာပါတဲ့သူတွေကိုလက်ရှိ လက်ရှိကျွန်တော်တို့ဒီလုံချိုးတဖုတ်ဝင်တွေကဖမ်းမဲ့အရေးယူမယ်တတိယောက်လုံမယ်ခင်ဗျားတို့အရင်တစ်ခါလိုအရင်တော့လိုဟလာဟိုမိတယ်မိပြီးွားရင်နောက်ပိုင်းပြန်လွတ်တယ်အဲ့လိုမလုပ်တတိယောက်လုံမှာလုံချိုးလည်းမျောအောင်နေနဲ့အနည်းဆုံးတော့ဒီထောင်ထဲမှာတော့နှစ်နှစ်သုံးနှစ်တော့ကြာမှာပဲဟုတ်ပါပြီဟင်ဒီခရိုင်ကိုကေးရီမှုလက်ရှိဖြစ်နေတယ်ဗိုလ်တန်ဗီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကိုစောကဒီမှုမှာကင်တွေခဲ့ရတဲ့အနေအထားလေးတွေရှိတယ်သူကျွန်တော်တို့ကြားသိရတယ်ပေါ့ဗျာနော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစောအစာပြိုးလေးပြောပြပြပါဦးဘယ်လိုပါဝင်ခဲ့တာလဲဘယ်နေရာမှာလဲပေါ့နော် အဲကျွန်တော်တို့ဗုဒ္ဓမနီကနေပြီးတော့ရေဘော့တိုင်မောင်အပါဝင် ကျွန်တော်တို့ဒီဒီကျွန်တော်တော်လိုင်းရေဘော့တွေကိုဖန်စီတတ်ခဲ့ရတာပတ်သက်လို့အဲ့ဒီချင်းအဲ့ဒီကာတာကမြို့သားညီညွတ်ရေးအစိုးရအားလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ဒီတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဖះပါသူတို့ကဟိုခူတုံးလို့တယ်ဗောလေဖះပါသူတို့နိုင်ငံရေးခူတုံးလို့ဓာတ်တွေတွေ့ရတယ် အဲ့ဒါပါလဲဆိုတော့ဒီဖះဖះမှာဒီပန်းတွေကတ်တယ်ဆိုရင်လည်းပဲအဲ့ဒါကိုကျွန်တော်တို့ဒီတပ်ပေါ်ရိုက်ပြီးတော့ Facebook တင်ပေးဖို့ TikTok တင်ပေးဖို့ Social Media မှာတင်ပို့ဖို့ဆိုတခါလှုံ့ဆော်နေတယ်တော်တော်ဆိုးတာပေါ့ဗျာတော်တော်ဆိုးတယ်အဲ့ဒါတွေလုံးမယ်ခင်ဗျားအဲ့ဒါတွေခင်ဗျားတို့တိလို့ပဲလုံးလို့မတိလို့ပဲလုံးလို့ဟိုဖန်းစည်းမိဆိုဖန်းအဖန်းကပ်ပြီးဆိုအာသမီးမတိလို့ပါအသားမတိလို့ပါမရဘူးตาไม่ดีวูตะมี้อ่ะไม่ดีวูตะมี้อ่ะไม่มีมาวูตรุออนไลน์มาด่าเลยเลิกซะรู้ตะมี้อ่ะปาวนวาได้ไม่เอาไอ้ห่าก็เจอเราอาจารย์บัดมุ အကျံဖတ်သမားတို့အားပေးအားမြောက်ပြုရာရောက်တယ်အဲ့တော့အကျံဖတ်ဥပဒေနဲ့အေးအေးယူရခံရမှာအေးအေးယူရခံရမှာကျွန်တော်တရားစစ်သားလုံရဲလေလို့ခင်ဗျားဒါခင်ဗျားတို့ပြောတာကျုပ်တို့လည်းမဟုတ်ဘူးခင်ဗျားလုံရဲလေလို့ပန်းသိပန်းသိဓမ္မပါဝင်ခြင်းသဘောဆိုလဲပါဝင်ပါဝင်လို့ရတယ်အဲ့ဒါကခင်ဗျားအကျံဖတ်အားပေးတာပဲအကျံဖတ်သမားနဲ့လှုပ်ဆော်တယ်အကျံဖတ်သမားရဲ့လှုပ်ဆော်မှုကိုခင်ဗျားတို့ကဝင်ပြီးတော့ဒီပုံမှာသူတို့ခိုင်းတဲ့အတိုင်းလုပ်တယ်ဆိုရင်ခင်ဗျားတို့ကအကျံဖတ်ဒီကိုခင်ဗျားတို့အားပေးအားမြောက်ပြုရလဲရောက်တယ် အကြဖတ်သမားတွေအားပေးကူညီရလဲရောက်တယ်အဲ့တော့ဒါကဒီအကြဖတ်မှုဥပဒေနဲ့လည်းမြောက်တယ်နောက်တစ်ခါမှာခင်ဗျားတို့ဒီအကြဖတ်မှုနဲ့ဆိုင်တဲ့ဥပဒေနဲ့ခင်ဗျားအရေးယူတရားအရေးယူချက်ခံရမှာအဲ့တော့တေချာရာကရန်ကုန်မှာရှိရလို့ဆိုရင်ဒါတေချာရာကကျွန်တော်တို့အေးစိတ်ထောင်ရောက်မယ်မန္တလေးမှာရှိရလို့ဆိုရင်အိုးဘူထောင်ရောက်မယ်အိုးဘူထောင်ရောက်မယ်အဲ့တော့ကျန်တဲ့နေရာဆိုလဲသူ့ရဲ့ဒီနီးစက်တာထောင်တွေရောက်မှာပေါ့ဗျာခင်ဗျားတို့အဲ့ဒီကိုသွားနေခြင်းနဲ့ဆိုလဲနေဖျားဖူးတာမှာခင်ဗျားတို့ဒီရန်ကုန်နဲ့ကြိုက်တိုးမှာနှစ်ညသုံးရက်ခီးရပါရှိသေးတယ် ဗုဒ္ဓဂါယဆိုခင်ဗျာ15ရက်လောက်ဆိုတော်တော်လေးနှံ့သွားပြီဗုဒ္ဓဂါယတော့ဖူးရင်ဟိုမှာခင်ဗျာနှိမ့်နေချီပြီးအင်းစိတ်ထောင်တော့မှနေရမှာတော့မတူဘူးခင်ဗျာတို့လုံရရင်လည်းလုံတော့အဲ့လိုအခြေအနေရှိတယ်တော့အကြမ်းဖက်အုပ်စုတွေကတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဖြစ်ဆိုပြီးတော့ဒါပန်းတပိတ်ဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့အင်းကြီးပြလှုပ်ရှားမှုတွေမှာပါဝင်ဖို့လှုပ်ဆောင်နေတယ်ခင်ဗျာလှုပ်တဲ့ဆိုရင်ဒါကအကြမ်းဖက်ကိုအားပေးအကြမ်းဖက်မှုအကြမ်းဖက်တွေကိုအားပေးအားမြောက်ပြုရရောက်တယ်အကြမ်းမှုဥပဒေနဲ့ခင်ဗျားတို့တရားစွဲခံနိုင်တယ်မိသွားပြီဆိုရင်ခင်ဗျားတို့ဖမ်းဆီးခံရပြီဆိုရင် ဟာတာမသိလို့တမီးရမသိဘူးလေတမီးကဒီဥရီမသိဘူးတမီးကလည်းဒါလေးတို့တို့တမီးကဒါလေးလုတ်လိုက်တယ်မရပါဘူးမရပါဘူးမရပါဘူးကျွန်တော်ဈေးစစ်လို့လည်းမရပါဘူးဥရီမှာခင်ဗျားသွားပြီးဈေးစစ်လို့လည်းမရဘူးတရားရုံးသွားပြီးဈေးစစ်လို့လည်းမရဘူးလုံချိုတော့ဖုန်းနဲ့သွားဈေးစစ်လို့လည်းမရဘူးတမီးကမသိလို့အသားမသိလို့မသိလို့လုံးမိတာပါမရပါဘူးဒါကြောင့်ခင်ဗျားတို့အစဉ်ချင်းဖို့ပါစဉ်ချင်းဖို့ပါဘာကြောင့်ဆိုတော့တစ်ဖက်ကလည်းဒီလှုပ်ရှားမှုတွေမှာပါဝင်ဖို့တစ်ဖက်ကလည်းကျွန်တော်တို့ဒီလှုပ်ဆောင်နေတာတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့မတိနာမလဲပဲနဲ့အပောင်ဝင်သွားရင်ခံရမှာကမိမိပါ ထောင်ဝစာလာတွေ့ရမှာခမရရဲ့မိသားစုကထောင်ဝစာလာတွေ့ရမှာဒီပြည်ပေါ်မှာရှိနေအုပ်စုတွေကခမရကိုလာပြီးထောင်ဝစာလည်းလာမတွေ့ဘူး။နောက်အင်းစိန်ထောင်လာပြီးတော့ရော့မင်းပန်းစိုးကြီးကပါတော့မင်းအတွက်ကျသိန်း900ပေးတယ်မပအောင်တော့မရအောင်တော့ခမရတို့ကျသိန်း900လည်းရမှာမဟုတ်ဘူး။ခမရတို့ထောင်ဝစာလာတွေ့မှာမဟုတ်ဘူး။နောက်မှခံရမှာခမရတို့ရဲ့မိဘတွေတာသမီတွေမိသားစုတွေခံရမှာတရတရခမရထောင်ဝစာလာပို့ရဒုက္ခသေးတာမဟုတ်ဘူး။စီဝါကြီးလည်းပြတ်တယ်လူမှုကြီးလည်းပြတ်တယ်နောက်ဆိုပညာကြီးလည်းပြတ်တယ်အလုပ်ကိုင်းလည်းပြတ်တယ်အားလုံးပြတ်တာ။ ထောင်ထဲမှာခင်ဗျားတို့အတွက်ဘာမှခင်ဗျားတင်ပေးလိုက်တာဘာမှမရှိဘူးထောင်ကခင်ဗျားဟိုဘွယ်လဲပေးတာမဟုတ်ဘူးဘွယ်လဲဘွယ်လဲပေးတာမဟုတ်ဘူးခင်ဗျားတို့ဒီပလိုမာလဲပေးတာမဟုတ်ဘူးထောင်ကထောင်ပဲဗျเนาะဒါကြောင့်ကျွန်တော်တို့ကဒီပန်းသပိတ်ထဲမှာမတိလို့ပဲဖြစ်ဖြစ်တိလို့ပဲဖြစ်ဖြစ်မပါဝင်ကြဖို့အတွက်ကျွန်တော်ကဒီတင်ပြပေးတာဖြစ်ပါတယ်ဒါမှမဟုတ်ခင်ဗျားတို့လုံရဲဆိုလုံပေါ့ဗျဒါပဲရှိတာပဲလုံရဲတော့ခံရမှာပေါ့ခံရမှာခင်ဗျားတို့လုတ်ချင်တယ်ဆိုရင်လည်းပဲဒီမှာသွားမလုံနဲ့ဟုတ်ဗျအမှရှမ်းမြောက်ဒေသတို့ကသွားလုံအဲဒါဆိုတော့ရတယ်ဒါဆိုတော့ရတယ် ရပြီဆိုတော့ခင်ဗျာဒီပြင်းတော့ဒီဘက်ကိုခင်ဗျာပြောင်းဝင်လာဖို့တော့မကြိုးစားနဲ့အမှုပါခင်ဗျာဖွင့်လာပြီဆွေးရလို့မရှိဘူးအဲ့လိုတော့ရှိတယ်ဒါခင်ဗျာလုံရင်လည်းဆက်လုပ်ကြပါဗျာမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့ကိုစောပါဦးလေးဥရိပညာရှင်တယောက်ဘုဒ္ဓမြတ်ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဘုဒ္ဓမြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်ပါဝင်ခဲ့သူနဲ့ကျွန်တော်အဲ့အချိန်ကြီးဘုဒ္ဓမြတ်ရဲ့ဖြစ်ပေါ်လာတဲ့အမှုရဲ့အခြေအနေလေးကိုမေးကြည့်ချင်တာပါအဲ့တော့ကိုစောမိတ်ဆက်ပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တရားလွှတ်တော်ရှင်းနေစောပေါက်တွေပါ ကျွန်တော်လက်ရှိရတော့ဒေါ်လာရင်းလုပ်ငန်းတောင်းဝင်တစ်ခုကိုထဲထဲဝင်ဝင်လုံဆောင်နေတယ်လို့ကျွန်တော်ရခင်ကမြန်မာနိုင်ငံရဲ့ဆိုရ UNG ရဲ့ MOG မှာ MOG မှာ MOD မှာတောင်းဝင်တောင်းဝန်ထမ်းဆောင်နေတဲ့သူတယောက်ဖြစ်ရဲဆိုတာကိုမိတ်ဆက်သားကပြောကြားလို့ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တဲ့အရာကြီးတော့အများကြီးတော့ကျွန်တော်ပြောပြရရှိတာပေါ့နော်ဒါပေမဲ့အဓိကတော့ဒီရင်းမာပင်ဒီခရိုင်ကိုကေးမှုလက်ရှိဖြစ်နေတဲ့ဗိုလ်တံကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီကိုစောကဒီမှုမှာကင်တွယ်ခဲ့ရတဲ့အနေအထားလေးတွေရှိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့ညာနော်အဲ့ဒါနဲ့ပတ်သက်ပြီးကိုစောအစာပြိုးလေးပြောပြပြီးပါဦးဘယ်လိုပါဝင်ခဲ့ရတဲ့ဘယ်နေရာမှာလဲပေါ့နော်အဲကျွန်တော်တို့ဗုဒ္ဓမဏိကနေပြီးတော့ရဲဘော်တိုင်းမောင်အပါအဝင် ကျွန်တော်တို့ဒီဒီကျွန်တော်တို့တော်လိုက်ရဲဘော်အောင်လေးကိုဖန်တီတပ်ဖြတ်ခဲ့ရတာနပတ်သက်လို့အဲ့ဒီချင်းအဲ့ဒီကာတာကမြန်မာညီညွတ်ရေးအစိုးရရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမိန့်နဲ့ကျွန်တော်တို့ စစ်ဘက်ဆိုင်ရာပုံစံဆောင်ရစစ်ဆေးကော်မရှင်ဆိုတဲ့ကော်မရှင်တရားကိုဖွဲ့စည်းခဲ့ပါတယ်စစ်ဘက်ဆိုင်ဟာဘဟုဆောင်ရစစ်ဆေးရေးကော်မရှင်အဲ့ဒါကိုကြောင်းဖွင့်ပြီးခဲ့ပါလေအဲ့ဒီကော်မရှင်မှာကျွန်တော်တို့ကအဓိကအပြည့်တာဝန်ရုပ်ဝင်ကြီးဌာနဘက်ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ကျွန်တော်တို့တရားရုပ်ဝင်ကြီးဌာနဘက်ကဥပဒေပညာရှင်တနည်းအပြည့်ဥပဒေပညာရအပြည့်တရားရုပ်ဝင်ကြီးဌာနမှာတာဝန်ထမ်းဆောင်နေတဲ့နိုင်ငံဝန်ထမ်းတွေကဒီကော်မရှင်ကိုဖွဲ့စည်းခဲ့တယ် ဒီကော်မရှင်အနေနဲ့ကဒီအဲဘုတ်တမ်းနည်းပြည့်စုံတဲ့ပတ်သက်ပြီးတော့စုံစမ်းဆက်သွယ်ရေးကျွန်တော်တို့ဥပဒေသမားရဲ့သကားနဲ့ပြောမှဆိုရင် interlink interlating program ကိုကျွန်တော်တို့လုပ်ဆောင်နေပါတယ်ဟုတ်ပြီခုဆိုဒီနေ့တော့ဒီဘုတ်တမ်းနည်းကိစ္စနဲ့ပတ်သက်ပြီးဒီအပိုင်းမှာတော့တည်ရင်ကြီးလာတာပေါ့နော်အဓိကကျန်တဲ့အကြောင်းအရာတွေကိုထွေထူးမပြောချင်ပါဘူးဒီနေ့ဒီ TM media မှာပါတဲ့ကိစ္စတွေကဟိုရှိလာတယ်ပေါ့နော်အဲအဲ့ဒါတွေကိုမပြောခင်ပါဘူးနော် TM media ကိုသိမ်းမြဲရဲ့ ဒီထုတ်ပြန်မှုဘူတန်မီ interview တွေပေါ့ဗျာအဲအဲ့ဒီမှာကျွန်တော်တို့တွေ့လာတဲ့အကြောင်းအရာတွေဥပဒေကြောင်းအရာတွေကိုကျွန်တော်တို့တွေ့လာတယ်ဒါကိုပြည်သူလူထုချင်းချင်းလေးသိစေချင်လို့ကိုတော့ကျွန်တော်ဖိတ်ခေါ်တာဟုတ်အဲ့တော့ဟုတ်ပြီစစ်ပတ်ဆိုင်ရာဘူစုံစမ်းစစ်ဆေးရေးကော်မရှင်မှာဒီဘူတန်မီမှုနဲ့ပတ်သက်ပြီးတော့ကိုစောဝဦးလေးအနေနဲ့ဒီကော်မရှင်နဲ့ကော်မရှင်ရဲ့ဆုံးဖြတ်ချက်အကြံပြုချက်ပေါ့အမှတ်ချက်ပေါ့နော်ဒါတွေပေးခဲ့ရမှာပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ဒီအမှုနဲ့ပတ်သက်ပြီးတော့ဘလို့အမှတ်ချက်တွေဘလို့ဒီတည်းမှာအကြံပြုချက်တွေပေးခဲ့လေခင်ဗျာ အဲဒီနေရာမှာကျွန်တော်တခုနေသတိပြောဟိုကျွန်တော်ပြောချင်တဲ့စကားလေးတစ်ခုကကျွန်တော်တို့ NUG တို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရတဲ့ CRPH တို့ခေါ်တဲ့ပြည်တော်စုလွတ်တော်ကိုယ်စားပြုကော်မတီကငွေဖွာပေးလိုက်တဲ့အစိုးရအဖွဲ့အစည်းဖြစ်ပါတယ်။အဲတော့ CRPH အနေနဲ့ NUG ကိုငွေဖွာပေးလိုက်တဲ့အချိန်မှာဗရင်းရင်တရက်ကိုထည့်ပေးလိုက်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ 2021ခုနှစ်ဖေဖော်ဝါရီလဒေရနေ့မှတိုင်ရင်မြန်မာနိုင်ငံအတွင်းကဖြစ်တည်ခဲ့သောဥရင်ကြီးဥရင်များကိုဒေသလိုက်နာပါမယ်သို့တပလိညာဖဲ့ပေးလိုက်တာပါဒေသလိုက်နိုင်အောင်ဟုတ်ကဲ့ဒါဆိုရင် NUG ကာဝေးရေးဝန်ကြီးဌာနသည်သူနဲ့သက်ဆိုင်တဲ့ထောင်ပေါင်း950ခုတတ်မှတ်တော့အဥပဒေကိုဟွလိုက်နာကျင့်သုံးလာလို့အနေထားရှိပါတယ်ဆိုတော့ကတော့အဲ့ဒီချိန်အနိကာလာကဘူတာမနီအပါအဝင်မြန်မာနိုင်ငံတနန်တရားမှရှိတဲ့ EAO ဒီမှာအပဟွန်း NUG ဒေါက်ခန့် တော်လည်းအစုဖွဲ့အားလုံးဒီ1959တက်မတော်အဥပဒေကိုလေစားလိုက်နိုင်ရမယ်သဘောတဘာဝရှိနေပါလေ။ဒါကြောင့်မို့လို့ဗုဒ္ဓမင်းရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးသုံးသစ်စေးရဲ့အခါမှာလည်းကျွန်တော်တို့ဒီ1959ကနေတက်မတော်အဥပဒေနဲ့ဤဥပဒေပါလုံထုံလုံးကြီးများအတားသုံးသစ်စေးရပါလေ။ဆိုတော့သုံးသစ်စေးမှုရဲ့နောက်ဆုံးရလဒ်ကတော့ကျွန်တော်တို့ကဒီထဲမှာပါဝင်ခဲ့တဲ့တရားခဏများကိုအပြစ်ပေးအရေးယူရမယ်ဆိုတဲ့ အခြေအနေမျိုးပေါ်ပေါက်သွားပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့တွေဒီကျွန်တော်တို့ commission ကိုဖွဲ့စည်းပေးခဲ့တဲ့ကာဝေးဝန်ဒီဌာနကိုကျွန်တော်တို့ပြန်လဲတင်ပြတဲ့အခါမှာဘူတံမဏိအပါအဝင်ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့သတ္တခံများအားလုံးကို1950ခုတက်မတော်အဥပဒေပါပြစ်မှုပြစ်ဒဏ်အတိုင်းဘူရီမဟုတ်မြန်မာနိုင်ငံရဲ့ရာသတ်ကြီးပါပြစ်မှုပြစ်ဒဏ်အတိုင်းပြစ်ဒဏ်ပေးစီရင်ဖို့ကျွန်တော်တို့အကြံပြုချက် တပါးရေးရေးသွင်းနေလိုက်တာလေဒီနေရာမှာပြောစရာဖြစ်လာတာကအဲ့ဒီအခြေအဲ့ဒီကာလကဘုရားမင်းတို့ခေါ်တဲ့တပြေအေးဆရာတော်သည်တမှုတယောက်ဖြစ်နေတဲ့အတွက်ကြောင့်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာပြစ်ဒဏ်ကိုပါထပ်ပေးရမယ်ဆိုတာကိုလည်းကျွန်တော်တို့တပါးရေးရေးသွင်းခဲ့ပါလေဖြစ်စင်မှာတနည်းအားဖြင့်ပြောရရင်သုံးအားနှစ်လောက်ခေါ်တဲ့လူသတ်မှုပါ ဘူဒာမနိမပါတိတိုင်ဟောစစ်တပ်စကားနဲ့ပြောရင်တော့ကြီးကျက်မှုနဲ့ကွန်ကဲမှုညံ့ဖျင်းတဲ့အတွက်ကြောင့်ဒီဟာနဲ့ထိုက်တန်နဲ့ပြစ်ဒဏ်ပေးဖို့လေကျွန်တော်တို့ကာကွယ်ရေးဝန်ကြီးဌာနကိုတင်ပြလာပြီဖြစ်ပါဟုတ်ပြီအဲ့ဒါဆိုကိုဆိုရင်ဘုံစုံကဆက်ဆံရဘုံစုံကစီစီကွန်ရှင်ဖွဲ့စည်းတာအခုဆိုဘယ်လမ်းမရှိပါလဲအဲပြောမယ်ဆိုရင်တော့ဒီ2022ခရီးကပွဲစီခဲ့တယ်ဆိုရင်တော့အခု3နှစ်နေပါဘူး3နှစ်နေပါရှိပြီပါအခုချိန်ကြီးဒီအရေးကြီးမှုဆိုင်ရာအကောင့်တွေဘုံပုံစံဘူးတော့ကျွန်တော်တို့မတွေ့ရဘူး နော်အဲ့တော့စစ်ပဆိုင်ရာဘုံစုံတဲ့စစ်စေးကော်မရှင် MOD MOJ ရောပါဝင်တဲ့ကော်မရှင်ရဲ့အကြံပြုချက်များကိုယခုချိန်ဒီအကောင့်တွေပုံမှုမရှိသေးဒါကိုတွေ့ရအဲ့မှာနောက်တစ်ဆက်ဆက်ထဲမှာပေါ့နော်ဒီဒီကနေ့ပေါ့ဟိုသိမြရဲ့ဗီဒီယိုပေါ့နော်မှတ်ချက်ထဲမှာသူပြောတဲ့ထဲမှာပါလာကဘုတ္တမိအင်းနဲ့ကလည်းတကယ်အပြစ်ရှိရင်အေးယူခံပါမယ်လို့အဲ့သူပြောတာလေပြောတာလေတောင်းနေကျွန်တော်တို့ဟိုလေးစားပါလေဒါဒါယောက်ျားတစ်ယောက်စစ်သားတစ်ယောက်ဟုတ်လားတော်လိုင်းသမားတစ်ယောက်သို့တော်ဥယျာဉ်ကွန်က သူ့ကိုအပြစ်မရှိဘူးအပြစ်မရှိဘူးအဲဒီတိုင်းနေပေါ့နော်ရတယ်ဆိုပြီးခရိုင်ကိုကိန်းမှုရလို့တော့ပေးလိုက်တယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်နော်အဲ့ဒါကိုကိုစောအနေနဲ့ဘယ်လိုရှုမြင်သုံးသပ်လိုက်ခင်ဗျဒီနေရာမှာကျွန်တော်တစ်ခုတည်းကြံသွားမှကြောက်တယ်ထင်ဖြည့်သွင်းပြီးတော့ပြောပြပေးအဲ့ဒါအဲ့ဒါပါလဲဆိုတော့ထောင်ကိုရမှာတကုတ်တမ်းမတော့ဥပဒေရဲ့သဘောသဘာဝအရာလူသားမှုလူသိမှုမရင်မှုကိုကျွန်တော်တို့စစ်ခုံရုံစစ်တရားရုံကစီရင်ပိုင်မှာမရှိတာကိုလည်းသတိပြုဖို့ပေါ့။ဟောရပ်ပတရားမှာ yes ဟုတ်ပြီကျွန်တော်တို့ကဒီဟာကိုစသီကံဖောက်ပြမှုနဲ့အရေးယူပြီးဒီအရေးယူပြီးတဲ့အခါကျရင်ဟင်းနေဘက်တရားကိုတွဲပြီးတော့နေဘက်တရားကဆက်သက်စီးရင်ဆောင်ရွက်ရမယ့်အနေထားရှိပါလေအဲ့ဒီတော့ဥိမှုအနေနဲ့အပြစ်မရှိဘူးလို့ဘုဒ္ဓမနီကို personally ပြောလိုက်တဲ့ကိစ္စကိုတော့ကျွန်တော်ဘာမှမဝေဖန်လို့ပါဘူးဒီနေရာမှာတခုတတိထားမှာနေဘက်တရားစီရင်ရေးနဲ့ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့စစ်ဘက်ဥပဒေမှာဟင်း တော်နိုင်ကတာဒုတိယမဟုတ်စစ်ပတ်လို့အချက်အနေထားရှိတယ်ဆိုရင်နေဘက်တရားရုံရုပ်တရားမလွှဲပေးပဲနဲ့သူ့ရဲ့တာဝန်ချိန်ပြီးဆုံးမှာနေဘက်တရားရုံဘက်ကိုပြောပြီးလွှဲပေးရမယ်ဆိုရက်ဒုတ်ထုံလုံးဒီပြထန်ချက်ကနီးဝရမပါနေတဲ့အတွက်ကြောင့်ဦးဒီမွန်ဒီဘုဒ္ဓမနီအပါဝင်တရခန့်အားလုံးကိုတရခန့်ဖြစ်ကြောင်းမှတ်ယူပြီးတော့စစ်အင်အားပြုံးပြီးမှကြောက်တဲ့အတွက်ကြောင့်ရုပ်တရားမထုတ်ပဲပဲနဲ့ဂျာလူကတိုးပြီးလဲ ဆက်ပြီးတော့တောင်းထမ်းဆောင်စေတဲ့သဘောပါဒါပေမဲ့ယာလူတိုးပေးတဲ့အချိန်ကြီးကတော့ကျွန်တော်တို့1950ခုတက်မှတ်တော့ဥပဒေနောက်ဆက်တွဲနီးဥပဒေရာလုံးဝလွဲမှားနေတဲ့အချက်လက်ဖြစ်ပါတယ်အကယ်၍များကြီးသေးတဲ့တောင်းကိုထမ်းဆောင်ရတဲ့တပ်မှုမျိုးစုဒီလိုပြဿနာမျိုးဖြစ်တာရင်ယာလူကိုဆိုင်းငံ့ပြီးတော့နောက်တောင်းပြန်ခေါ်လာလိုက်တဲ့မျိုးရှိတတ်ပါတယ်မီနီတာတော့ပါလို့ပေါ့နော်ဟုတ်တယ်ဆိုတော့ဒီနေရာမှာပြောသေးရရှိတာက တပည့်အေးစရာတော့လုခေါ်တဲ့ဗုဒ္ဓမနိဒီပါမန်ရေဘော့တယောက်စစ်တီတယောက်မဟုတ်ပါဘူးလူစီတက်မှုပြတဲ့အတွက်ကြောင့်သူ့ရဲ့တာဝန်ကိုရပ်ဆိုင်ရမယ့်အခြေအနေမှာတာဝန်ကိုမရပ်ဆိုင်နိုင်တဲ့ယာလူတို့ဒီမှာဟုတ်လုပ်ငန်းတာဝန်တိုးမြင့်ပေးလိုက်တာကတော့ခုလေချိုးပါ့မလားအဲဒီကဘယ်ဝန်ကြီးဌာနရဲ့လုံထုံလုံးကြီးကဘလို့ပြုတ်ပြင်လာလဲဆိုတာကိုကျွန်တော်မေးမွန်းထုတ်ပြတယ်။အင်းနောက်တစ်ချက်ကဒီ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 ကိစ္စမှာပေါ့နော်အဲဒီ CRPH ကကဒီ CRPH ဘက်ကနေပြီးတော့လူကြီးပိုင်းတွေအသားသမီးတွေလည်း ဟိုဒီပါဝင်နေတယ်ဆိုတော့အဟောင်းကြားတယ်ပေါ့ဗျာနော်ကြားတဲ့အခါကျတော့ဘလောက်ကြီးကြီးတွေပါဝင်တယ်ဘလောက်ကြီးပါဝင်လဲဆိုတော့ကိုပြောလို့ရနိုင်လားပြောလို့မရနိုင်လည်းမပြောနိုင်ဘူးပြဿနာဖြစ်တယ်အဲဒီနေရာမှာကျွန်တော်တခုတော့ပြောချင်တာပေါ့နော်ကျွန်တော်ကတော့ဥရေသမားဖြစ်တယ်ဟွန်းအဲနောက်တစ်ခုကပုဂ္ဂိုလ်ရဲ့တတ်ခိုက်မှုတွေပါမှာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်ရဲ့တတ်ခိုက်မှုတွေပါလာတယ်လို့ဖြစ်မှာကြောင့်တဲ့အတွက်ကြောင့်ကျွန်တော်နာမည်တွေတော့ထုတ်ပြောထုတ်ပြောလို့မကောင်းဘူးထုတ်ပြောခြင်းမရှိပါဘူးသို့တော့အကြီးကဲတယောက်ရဲ့ တမီးကတော့တရခံပြသတိတနည်းအားဖြင့်ဘုရားမနိပကဖတ်ဖို့ပေးခဲ့တဲ့သတိအထက်နဲ့ပါဝင်ခဲ့တယ်ဆိုတာတော့ကျွန်တော်တို့မှာမှတ်တမ်းခံမှာရှိပါလေဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့မှာဒီကနေ့ဒီချိန်ဒီအဲ့ဒီအမှုတွေနဲ့ပတ်သက်တဲ့တာဝန်ကမိတ်တူတနည်းအားဖြင့်ကျွန်တော်ရဲ့ယုံတရားကြီးကတော့အခုချိန်ထိရှိနေပါလေခင်ဗျအဲ့ဆိုဥယျာဉ်မှာဘုရားမနိကိုအပြစ်မရှိဘူးလို့သူကနှုတ်နဲ့တော့လောစံနဲ့တော့လောပြောခွင့်ရှိကြလား ဟီရိုတိုက်တာကောင်းဆောင်ဘိုးထိုက်မောင်နဲ့လူရောက်နေတဲ့အသက်ခံရတဲ့ကိစ္စမှာဘိုးတံမီးကို NUG ကစစ်ဆေးခဲ့တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လေဘိုးတံမီးကရှင်းလင်းဖြေကြားသွားပါတယ်သူ့ကိုစစ်ဆေးကြတာမှန်ပေမဲ့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကသူ့မှာအပြစ်မရှိကြောင်းတရားဝင်ပြောထားတယ်လို့သူကဆိုပါတယ်အဲ့ဒီအခွင့်အာဏာမရှိဟုတ်ပြီကျွန်တော်တို့ကော်မရှင်ကအကြံပြုသုံးသပ်ချက်ကိုကာကွယ်ရေးဝန်ကြီးဌာနနဲ့အကောင့်တဲ့ဖော်ခြင်းမဖော်ခြင်းတော့ဒါကကာကွယ်ရေးဝန်ကြီးဌာနရဲ့တာဝန်သာဖြစ်ပါတယ်သို့တော့ ကျွန်တော်တို့ရဲ့သုံးသက်ချက်တွေကိုကြည့်ပြီးမှအပြစ်မရှိဘူးလို့ဦးဟီမွန်ကပြောခဲ့တယ်ဆိုရင်တော့ကျွန်တော်မှမင်းစရာမင်းကနှက်ခွန်ရှိပါတယ်အဲ့ဒါကနံပါတ်1လူကိုခင်လို့မူကိုပြင်တယ်ဆိုရင်မြန်မာစစ်တပ်နေတူတတိယအဖြစ်မင်းအွန်လိုင်းရဲ့စစ်တပ်နေတူဖြစ်နေပြီလားလို့ကျွန်တော်နံပါတ်1မင်းကထပ်ပါမယ်နံပါတ်2ကတော့ဥပဒေရဲ့အထက်မှာဦးဟီမွန်ရှိနေပါသလားဒီမင်းကမင်းနဲ့ပဲကျွန်တော်ညှိကိုချုပ်ပြတယ်ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဘူနမ်ဒီနဲ့ လူတက်မှုတွေပေါ့ဗျာအစုလိုက်ပြုံလိုက်တက်မှုတွေနဲ့ပတ်သက်ပြီးတော့2022ခုနှစ်မှာဖြစ်ခဲ့တဲ့အခြေအနေကိုဟိုစစ်ဘက်ဆိုင်ရာဘဟုကော်မရှင်ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့တွေ့ရှိချက်မှာတွေ့ရှိချက်ကိုရှင်းလင်းတင်ပြတာဖြစ်ပါတယ်တွေ့ရှိချက်မှာစုံစမ်းစစ်ဆေးရေးကော်မရှင်မှာကိုယ်တိုင်ပါဝင်ခဲ့သူဥပဒေပညာရှင်စောဘဦးလေးရဲ့ပြောကြားချက်ကိုမှတ်ချက်ပြုပြီး